ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်မေလ10ရက်စနေနေ့နနက်ခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ငယ်မြေတောင်စလန့်မြေရဲ့ဝင်ပေါက်ဖြစ်တဲ့ကလေးဒေသကုတ်ကဲရေးစစ်ဌာနချုပ်မှာဇက်အာရီခေါင်းဆောင်များနဲ့စစ်ကောင်စီဦးစီးအရာရှိတွေဇမန်လေးကတွေ့ဆုံခဲ့ကြပါတယ်လာမယ့်တနင်္လာနေ့မှာဒေသကုတ်ကဲရေးမှုဘုံဦးအောင်ကျော်ဆိုင်နဲ့ အပိဓာတ်တွေ့ဆုံကြအောင်မှာဖြစ်ပါတယ်လက်နဲ့ခရံတက်ဆင်ပေးမဲ့အခန်းကဏ္ဍဖြစ်ပြီးချင်းလင်းချင်းမြန်တက်ခိုက်ရေးတရင်တရင်ဖွဲ့စည်းပုံနဲ့မနှိမ့်နဲ့လက်နဲ့ခရံအမျိုးသားရေအတွက်ကိုဇက်အာရေးဘက်ကတောင်းခံထားတယ်လို့ကနဦးသိရှိထားရပါတယ်ဆမြန်လေးကထန်တလန်နဲ့ဟာခါကိုတယ်ယူပို့ဆောင်ရေးရဟရင်တွေနဲ့အင်အားဖြည့်တင်းနေပါတယ်ဟာခါခြေစားအမှတ်266ချင်းလင်းတရင်ကိုတော့ကျောင်းစင်းလူသစ်20ထပ်မံဖြည့်တင်းထားပါတယ်ထန်တလန်ဘက်ကဖြည့်တင်းတဲ့အမှတ်နဲ့အင်အားကိုတော့စီစစ်နေသေးတာဖြစ်ပါတယ် ဟာခါထန်တလန်လမ်းကြောင်းကိုပြန်လဲထိမ့်ချုပ်မဲ့စစ်မှတ်ဖွဲ့စီမံချက်ရှိနေပါတယ်။ဇမန်လေးကပတိန်ကြီးမြို့နယ်ထဲကတာရဲတရင်လက်နက်ကြီးပြက်ကဆန်းသမှုပြုလုပ်ခဲ့ပါတယ်။မင်းရနဲ့ပုတ်ဒေတာပထန်းမှတ်ပုံတင်ထားတဲ့ပြစ်မှတ်တွေကိုလက်ချင်းပြစ်ခတ်ပုံရပါတယ်။စင်ကူလက်ပံလာနယ်မြေကိုတော့နေ့စဉ်လေချောင်းကနေဘုံကျဲတိုက်ခိုက်လျက်ရှိနေသေးတာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းကလောမျိုးခြေဆိုင်အမှတ်120ခြေညံတပ်ရင်းရဲ့ရှေ့မှာဘုံကအောင်စစ်ရင်အစီး30နီးပါးစုဖွဲ့ရပ်တန့်လျက်ရှိပါတယ်။ ဆိုပါရင်လည်းဟောပင်လောင်းအောင်မန်းကလောလမ်းဆောင်နာထိရှည်လျရတာဖြစ်ပြီးရိုက်ကောဘက်ကိုဥတီမယ်လို့ခံမှန်းယူဆရပါတယ်။ပြည်ပြည်နယ်ထဲမှာလည်းနေသာစခန်းတွေတစ်ခုပြီးတစ်ခုစစ်ကောင်စီအားဇက်တိုက်ဆိုးတယ်လို့လက်လွတ်နေရတာကိုတွေ့ရပါတယ်။ဖန်ခရိုင်ပိုင်ကြုံမြို့နယ်ကလေးပနာဒီခေါ်တခေါ်ဘီခွီးနေသာစခန်းကို KNL နဲ့ပူးပေါင်းကြပ်တွေရမန်နေ့မှာတင်ပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။အဆိုပါစခန်းမှာပထုံအခြေစိုက်အမှတ်24ခြေလင်းတိုင်အခြေပြုတ်တက်ဆွဲထားတယ်လို့သိရှိရပြီး စိတ်ဆက်ရမိလက်နဲ့ခဲရံတွေကိုမကြခင်ထုတ်ပြန်လာတာကိုမြင်တွေ့ရနိုင်ပြီရှိပါတယ်။ဘကုတိုင်းခြေချံစလုံးကြီးခြေဆိုင်အမှန်998ခြေချံတန်ရင်ဌာနချုပ်ကို KNL နဲ့ပူးပေါင်းအဖွဲ့တွေဟာအောင်မြင်စွာစီးနင်းတိုက်ခိုက်ပြီးအပြည့်အစုံတိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။လက်နဲ့ခဲရံရဲ့ကြီးကြပ်ကပ်တန့်ပစ္စည်းများကိုတင်ဆက်ယူဆောင်နေသေးတာဖြစ်ပါတယ်။ရန်ဝမန်းလေးလက်ဟာကားလမ်းမကြီးနဲ့ညာစွာအလံဝေးပွားခြင်းမရှိတဲ့အတွက်စစ်ကောင်စီကလည်းတန်ရင်ဌာနချုပ်ကိုပြန်လည်ရရှိရေးအတွက်လေချောင်းကနေတံပြန် တိုက်ခိုက်နေရရှိပြီးမြေပြင်စစ်ကြောင်းတွေနဲ့ပြန်လည်ထိုးစစ်ဆင်မှုစုဖွဲ့ပြင်ဆင်နေတာကိုလည်းတွေ့ရပါတယ်။မြို့တော်ပင်ဖြစ်ပါစေ။ဘကိုးတိုင်းတွင်းကစစ်ကောင်စီအခြေစိုက်တိုင်ရင်းဌာနချုပ်တခုကိုစီးရင်တိုက်ခိုက်ထိ ंछ ုံနိုင်ခြင်းဟာအောင်မြင်မှုအထင်ကရမှတ်တိုင်တခုပဲဖြစ်ပါတယ်။တကယ်တိုက်ရင်တကယ်ရတယ်ဆိုတဲ့အသေးပဲကိုဖော်ပြနိုင်ခဲ့တဲ့ပွဲတစ်ပွဲလို့ဆိုရမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကန့်ကိုကာမိုင်းကနေရအောင်ဖောက်ထွက်နေတဲ့စစ်ကြောင်းရဲ့စမတ်ကိုလိုက်စုံစမ်းနေတာယခုသိရှိရပြီဖြစ်ပါတယ်။ခြေရတွေတော့ကကြိုတင်မှန်းဆခဲ့သလိုခြေလင်တက်မဟာ၃ရက်လက်အောက်ခံတက်တွေဖြစ်ပါတယ်။ မွန်ညမြို့နယ်နမ်မချေဆိုင်အမှတ်385ချင်းမြန်တိုင်ရင်ဂျာရီတိုင်ရင်မူဘုံမှုဖြိုးဒေသာထုံးစစ်တပ်ကလို့ပတ်စင်48ဦးစီးတဲ့စစ်ကြောင်းနဲ့ပါဝင်နေတာဖြစ်ပါတယ်၎င်းတိုင်ရင်မူဟာအမှတ်89ချင်းမြန်တမဌာနချုပ်လက်အောက်ခံအမှတ်105ချင်းမြန်တိုင်ရင်ဒုတိယမူကနေလောလောလတ်လတ်ပြောင်းရွှေ့ရောက်ရှိလာတာမကြသေးဘူးဖြစ်ပါတယ်ခြေလင်တမဟာတုံးလက်အောက်ခံတပ်တွေဟာနိုင်ရားကိုကျော်လွန်နိုင်ခဲ့ပြီဆိုပေမဲ့အထူးကအကြဆုံးများစွာရရှိထားတာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက် ျေးဇူးများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိရ